မင်္ဂလာပါ TikTok channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။တင်ဟာအစားစားပြီးနောက်ချက်ချင်းထိုင်တာလှုပ်လေးရှိပါသလား။တော်တော်များများကဒီလေးထားကိုမသိတလို့မို့မထင်မှတ်ပဲအမြဲလုံနေကြပါဗျ။ဒါပေမဲ့ဒီလိုထိုင်တာတကယ်ချမ်းမာရေးအတွက်ဘလို့ဖြစ်နိုင်နေဆိုတာကိုဒီနေ့ဗီဒီယိုမှာကျွန်မပြောပြပေးသွားပါမယ်။ အဆစားပြီးနောက်မှာမလုတ်တင်တဲ့အရာ၅ခုနဲ့အတူအဆစားပြီးချက်ချင်းထိုင်ရင်ဘာရီဆိုးတတ်တယ်ဆိုတဲ့ကျမ်းမာရေးအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။နားထောင်သူတွေအတွက်အသိပညာတိုးစေဖို့မိသားစုတွေကိုလည်းလက်ဆင့်ကမ်းမျှဝေနိုင်ဖို့ဥပမာရင်းတတ်တေတွေတိတ်ပံပညာတွေနဲ့ပြောပြပေးသွားမှာပါ။အစာစားပြီးခန္ဓာကိုယ်အတွင်းမှာဘာဖြစ်တယ်လဲတဲ့အစာရင်အလုံးလုံးတာ အစာဝင်လာတာနဲ့ခန္ဓာကိုယ်ဟာတွေးစီစဉ်မှုကိုအစာရင်အတွက် redirect လုပ်ပါတယ်။အစာရင်ကအစာကိုစတင်ခြေဖြတ်တဲ့လုပ်ငန်းစလုပ်ပါပြီ။အစာခြေဖြတ်မှု system လို့ခေါ်တဲ့ digestion system အစာခြေဖြတ်ရင်အဆင်ပြေနေစေဖို့ထိုင်ပုံထိုင်ပြီးလှုပ်ရှားပုံတွေမှန်ကန်ဖို့လည်းလိုအပ်ပါတယ်။အစာရင်ကိုဖီပြီးထိုင်တာအိတ်တာကဒီစနစ်ကိုသာစီတတ်ပါတယ်။နံပါတ်3ကအစာစားပြီးနောက်ခန္ဓာကိုယ်မူ ခန္ဓာကိုယ်က relax mode လို့ခေါ်တဲ့ parasympathetic system ဝင်သွားတာကြောင့်စိတ်ပင်ပန်းတာတို့ငိုက်တက်တာတို့ဖြစ်တတ်ပါတယ်။ဆက်လက်ပြီးချက်ချင်းထိုင်တာကြောင့်ဖြစ်နိုင်တဲ့အန္တရာယ်၆ခုကို ပြောပြပေးသွားပါမယ်။နံပါတ်၁က indigestion အစာမချေခြင်း၊ဗိုက်ဖီဖီထိုင်မှုကြောင့်အစာတေချာမချေဖြစ်နိုင်ပါဘူး။နံပါတ်၂က acid reflux လို့ခေါ်တဲ့ acid ပြန်ထွက်ခြင်းမီးလောင်တယ်လို့ခံစားရတာ။ မကြာခဏဖြစ်လာရင်အစာရင်ပျက်စီးနိုင်ပါတယ်နော်နံပါတ်3က bloating လို့ခေါ်တဲ့ပိုက်ဖောင်းခြင်း gas bill up ဖြစ်တတ်ပါတယ်ဝမ်းပိုက်နေရဖောင်းခြင်းဖြစ်နေတတ်ပါတယ်နံပါတ်4က drowsiness အိမ်ငိုက်ခြင်းနဲ့တူရအများစုကစားအိမ်မှာစုနေတာကြောင့်အုံနောက်မှာအောက်ဆီဂျင်နည်းသွားပါတယ်အိမ်ငိုက်တာကြောင့်စိတ်မရှင်းတာစဉ်းစားမှုမကောင်းတာတွေဖြစ်တတ်ပါတယ်နံပါတ်5က weight gain နဲ့ စနစ်မကျတဲ့လှုပ်ရှားမှုနည်းတာကြောင့် metabolism ကျတတ်ပါတယ်။နံပါတ်6က long term gastric problem ခဏတာမကပဲအချိန်အတိုကြာစနစ်မမှန်တာကြောင့် gastric ဖြစ်နိုင်ပါတယ်။ဆက်လက်ပြီးအစာစားပြီးနောက်မလုပ်တဲ့အရာ၅ခုကိုပြောပြပေးသွားပါမယ်။နံပါတ်၁ကချက်ချင်းထိုင်ခြင်းအခုခင်လူကြီးလူငယ်များဟာစားတောက်ပြီးတာနဲ့ဖုန်းကိုထိုင်၍တုံးကြပါဗျ။ ဖုန်းထိုင်သုံးခြင်းကြောင့်ဘိုက်ကိုဖိမိလေးရှိပါတယ်။သူဘိုက်ဖိမိခြင်းကြောင့်နောက်ဆက်တွဲဆိုးကျိုးတွေကညာဘက်အိမ်လင် အစာမကြေတာတွေဖြစ်တတ်တယ်။တချို့လူကြီးတွေမှာတော့ချက်ချင်းတီးပြီးကြည်တာဆေးတောက်တာမျိုးတွေဘယ်စင်းမစုံအစာစားပြီးမှဒါတေချာတောက်တယ်ပါတယ်။အထက်မှာပြောပြထားသလိုပဲတဲ့တဲ့မထိုင်ပဲပေါ့ပေါ့လေးအနာယူဖို့လိုအပ်ပါတယ်။အစာစားပြီးချက်ချင်းထိုင်တာကြောင့်အစာအိမ်ကိုဖိမိပြီးအစာမလုံနိုင်တော့ဘူး။ ဒါကြောင့်အစာစားပြီးချက်ချင်းမတိုင်မဲပို့ပို့ပပလေးအနားယူဖို့လိုအပ်ပါတယ်။နံပါတ်1ကချက်ချင်းအိတ်ချင်းတင့်မိသားစုမှာကြုံမှုကြားမှုကြားမဲစကားတစ်ခုဖြစ်တဲ့အစာစားပြီးချက်ချင်းမအိတ်နဲ့မလဲနဲ့ဆိုတဲ့စကားကအယမ်းမှန်ပါတယ်။လုံးဝမအိတ်မလဲလိုက်ပါနဲ့။အိတ်လိုက်တာကစီးကျိုးအသင်းအစီယောဂါဖြစ်ပြီးတတ်တန်းတုံမဲအစာမကြေဖြစ်ပြီး acid reflux ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့်အနည်းဆုံး2နာရီနားပြီးမှအိပ်ပါနော်နံပါတ်3ဟာဆေးတောက်ခြင်းဆေးတွေကအစာနဲ့အတူဝင်မှအာနိသင်ကောင်းတယ်ချက်ချင်းတောက်တာကဥရဲမဝင်ခင် ဖြစ်နိုင်ပါတယ်နံပါတ်4ကသွားတိုက်ခြင်းအက်ဆစ်တွေကတဖုံးတွေကိုထိခိုက်စေနိုင်လို့သွားကို စားပြီးပြီးချင်းမတိုက်တာအကောင်းဆုံးပါနံပါတ်5အလွန်အမင်းလှုပ်ရှားခြင်းဘိုက်ပြေနေတာနဲ့ချက်ချင်းလှုပ်တာက ရင်းတုံခြင်းရင်းဖူခြင်းများဖြစ်တတ်ပါတယ်။နောက်တစ်ချက်ကအသက်ရှူပိတ်တတ်ပါသေးတယ်။ exercise လုပ်ဖို့အချိန်မိနစ်30မှစလုပ်ပါလို့တိုက်တွန်းလိုက်ပါရစေနော်။ဆက်လက်ပြီးတော့ပြဿနာကင်းစွာနေဖို့လုပ်တဲ့အရာများကိုပြောပြပေးသွားပါမယ်။နံပါတ်၁က5မိနစ်10မိနစ်လှည့်လေပါတွေးစီစဉ်မှု ကောင်းပါတယ်မက်တာဘောလစင်လည်းတတ်ပါတယ်ရေနွေးငုံငွေလေးတောက်ပေးပါ အစာချေဖြတ်မှုကိုတူညီစေပါတယ် စိတ်အေးအေးနဲ့ပေါ့ပေါ့ပါပါအနားယူပါဥပမာတည်င်းအေးစေးနားထောင်တာတို့တချင်းလေးနားထောင်တာဖြစ်ဖြစ်ပေါ့နံပါတ်၄30မိနစ်အနည်းဆုံးနားပြီးမှသွားတိုင်းစေးတောက်အလုံးလုံးပါ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုချက်ပါဂယူဆိုင်ပါနံပါတ်5ကတော့မိသားစုနဲ့အတူတူကျန်းမာရေးအသေးတွေကိုမျှဝေပေးပါဒီနေ့ဗီဒီယိုလေးကနားထောင်သူတွေအတွက်အသုံးဝင်တယ်လို့မျှော်လင့်ပါတယ် ီလိုမေးခွန်းများလည်းရှိတတ်တယ်။စားပြီးရင်ကော်ဖီတောက်လား။စားပြီးနောက်နည်းနည်းအိမ်ရလား။ချက်ချင်း brush လုပ်ရင် မကောင်းတာမှန်လား။ဒီမေးခွန်းတွေကိုတော့မနေ့ပြန်တင်မဲ့ဗီဒီယိုမှာပြန်ဖြေပေးသွားမှာပါ။ Like, comment, subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ကျေးဇူးတင်ပါတယ်။ကျမ်းမာရေးကငွေနဲ့မဝယ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။တနေ့တဆွဲတတွေ့လေးအဖြစ်တတိထားဖို့ပြောကြရင်ဏီကုံချုပ်လိုက်ပါရရှင်